အကျွန်ုပ်၏သခင်အကျွန်ုပ်၏ဖခင်အဘဲကြောင့်ကျွန်ုပ်ကိုစွန့်ပစ်ထားတော်မူသည်။မိမိရဲ့ယုံကြည်ခြင်းကြောင့်နှိမ့်ဆက်ညှဉ်းပန်းခြင်း ပြောင်းလဲသရောရှုံချခြင်းခံရတဲ့ပုံကိုသခင်ယေရှုထံကဒီစကားလုံးတွေထွက်ပေါ်လာနေတာကို ကျွန်တော်တို့တွေ့ရပါတယ်။ဒီစကားလုံးတွေဟာဆာလံကစကားလုံးတွေဖြစ်ပြီးဆာလံကို သူဆုတောင်းနေတာကိုတွေ့ရပါတယ်။ တမာတရားကိုယုံကြည်လက်ကင်ထားသူဖျားသခင်နဲ့မိတ္တဟာယအစင်မြဲပြုနေတဲ့သူဖျားကိုယ်တိုင်ကရွေးချယ်ခြင်းခံထားရတော့လဲဒီရံများအားလုံးကအခုအချိန်မှာတော့ကျိန်စာအဖြစ်သို့ပြောင်းလဲသွားသလိုရှိနေတဲ့အချိန်ဖြစ်နေပါတယ်အဆုံးဆုံးတော့ကြောက်လန့်တုံ့လှုပ်မှုတွေကသူ့ရဲ့နှက္ခမ်းကနေစကလုံးတွေအဖြစ်ပေါ်ထွက်လာလျက်ရှိပါတယ် လက်တွေ့အရှိတိုင်းပြောရမယ်ဆိုရင်တော့ဒီချိန်ဟာဖြင့်တမိုင်းရဲ့နေမင်းကျက်တဲ့အချိန်ဖြစ်ပါတယ်နေကျက်တဲ့အချိန်လောကရဲ့အလင်းငြိမ့်သက်ခံရတဲ့အချိန်ပဲဖြစ်နေပါတော့တယ်ဒီလိုပဲကျွန်တော်တို့အလယ်မှာ23ရာစု Good Friday တွေကိုလည်းပဲတွေ့ကြုံကြားသည့်မြင်တွေ့နေကြရပါတယ် ဒီနိုင်ငံမှာအကြီးပဲမကဘူးကဘာမှာနေရာတော်တော်များများမှာတောက်ကြနေကြီးကဲ့သို့ဒုက္ခဝေဒနာများအလူးလိမ်ခံစားနေရတဲ့ပုံကိုယ်တွေများစွာရှိပါတယ်လူငွေကြေးချင်းမျိုး လူထောင်ပေါင်းများစွာရဲ့အဖြစ်ပြက်တွေမှာတခေသူထာမန်သွားပြီးကမှပဲ့တင်ထပ်နေတာကိုတွေ့ရပါတယ်နေရဆွန့်ခွာထွက်ပြေးနေရသူတွေ ရက်ဆက်ကြမ်းကြုတ်စွာနှိပ်ဆက်ညှဉ်းပန်းခံနေရသူတွေကမ္ဘာနေရာအတော်များများမှာ ရှိနေတယ်ကိုကျွန်တော်တို့ညင်လို့မရပါဘူးဒီရာစုမှမကပါဘူး20ရာစုပြန်ကြည့်မယ်ဆိုရင်လည်းပဲကမ္ဘာစစ်တွေအသီးသီးပေါ်ခဲ့ပါတယ်နာဇီအကျဉ်းစခန်းဗီယက်နမ်ကငတ်မုန်နေတဲ့ကလေးတွေအိန္ဒိယကစီးရင်သားတွေအာဖရိကစသည်ဖြင့်တောက်ကြနေကြီးဟာ ရာစုနှစ်တော်တော်များများမှာရှိခဲ့ပါတယ်။ဒီလို အရာအလုံးဟာသခင်စုရဲ့ဆုတောင်းခြင်းကိုပဲ့တင်ထပ်ပေးနေသလိုရှိနေပါတယ်။အဲလိုဖြစ်ချင်းအဖြစ်ပြက်တည်းရဲ့အလဲရောက်နေတဲ့သူတွေအဖို့ဟောဖျားရေဘယ်ကို ရောက်နေသလဲ။ဒီလောကကြီးကို ဖြစ်ဖို့ဒီလိုဖန်ဆင်းခဲ့သလားဆိုပြီးမေးကောင်းမေးနိုင်ပါတယ်။အပြစ်အကင်းစုံဆုံးလူသားဟာအယက်ဆက်အကြမ်းကြုတ်ဆုံး မြင်မှနှိပ်စက်ခြင်းနဲ့ခံရတာကို မကြည့်ပဲကြော်သွားနေသလားလို့ထင်စရာလည်းဖြစ်နေပါတယ်သူ့ကိုဖះကပြစ်သွားပြီလို့ထင်စရာလည်းပဲဖြစ်နေပါတယ်တားသက်ရုံကိုဥဆောင် ခေါ်သွားခြင်းခံရတဲ့တိုးတွေလို့သူ့ရဲ့နှုတ်ခမ်းကို မဖွင့်တော့ပဲနဲ့သူ့ရဲ့အခြေအနေကိုဒီတိုင်းထားခဲ့ခြင်းခံရတဲ့ပုံစံတွေလို့ဖြစ်နေတာကိုတွေ့ရပါတယ် အဲ့လိုအဖြစ်ချိန်နေမှာဖျားသခင်ဟာကောင်းမြတ်ပါတယ်ဆိုတာကိုပြောဖို့အင်မတန်မှခတ်သွားပါပြီဒီလိုမေကုံမျိုးကိုမေးတဲ့နဲ့အရာလည်းမဟုတ်ပါဘူးပြောရမယ်ဆိုရင်တော့ကျွန်တော်တို့တွေ့ကြုံဖြစ်ပျက်နေရတဲ့အရာတွေဟာလည်းပဲသခင်စုတွေ့ကြုံဖြစ်ပျက်နေရတဲ့အရာတွေနဲ့ခက်ဆင်းတဲ့ဖြစ်နေတာကိုတွေ့ရပါတယ်ကျွန်တော်သခင်ကျွန်တော်ဖျားအပေကြောင့် ကျွန်တော်ကိုဆွင့်ပစ်ထားတော်မူသည်နီးဒီငိုကြွေးစံနေရာကုခင်မှာလည်းပဲရှားနေရပါတယ်။ဒီငိုကြွေးစံနေရာသခင်စုရဲ့ဆူတောင်းကိုပဲထပ်ပြီးကမှပဲ့တင်ထန်နေတာကိုတွေ့ရပါတယ်။အဲ့ဒီသခင်စုရဲ့ငိုကြွေးစံကိုကျွန်တော်တို့ဘာအမြန်တုံ့ပြန်ပြောဆိုနိုင်မှာလဲဘယ်လိုရှင်းပြနိုင်မှာလဲဒီဖြစ်ပျက်တွေကိုကျွန်တော်တို့ဘယ်လိုအတိတ်ပဲဖွင့်မလဲယောဘရဲ့တငယ်ချင်းတွေကိုကျွန်တော်တို့ကြည်ကြရအောင်ယောဘရဲ့တငယ်ချင်းတွေဟာ ယောဘခံစားနေရတဲ့ဒုက္ခဝေဒနာတွေကို ကြည်ပြီးသူတို့ထင်နေမြင်နေတွေးခေါ်တဲ့အရာလေးတွေပေါ်မူတည်ပြီးအဖြေတွတ်ထုတ်ကြပါတယ်။ဒါပေမဲ့သူတို့တွတ်ထုတ်တဲ့အဖြေနဲ့အကြောင်းပြချက်တွေနဲ့ယောဘဖြစ်ပျက်နေတဲ့အရာတွေကတလွဲစီဖြစ်နေပါတယ်။တကယ်ဆိုရင်အဖြစ်ပြမှာလဲအဲ့ဒီလိုပါပဲ။ကျွန်တော်တို့တွတ်ထုတ်တဲ့အဖြေဟာကျွန်တော်တို့ထင်မြင်ယူဆချက်ဟာအဖြစ်မှန်နဲ့လွဲနေမှာတကယ်ပဲ။ ပုတ်ချအေကံဖြစ်ပါတော့တယ်။ဒါကြောင့်မလို့ထပ်ပြီးကမှအတွင်းကြကြကြည့်မယ်ဆိုရင်အဲ့ဒီလိုနားမလဲတဲ့လူတွေဟာဘေးနာကကြည်နေကြတဲ့သူတွေဖြစ်ပါတယ်။တကယ်ဒုက္ခအစစ်မှန်ကိုနားလဲတဲ့သူဟာသူကိုယ်တိုင်ဝင်ရောက်ခံထမ်းပါဝင်တယ်ဒီဒုက္ခကြားတွေကို သူ့ကိုယ်သူနှိမ့်မြုပ်တဲ့ပုံကိုယ်လေးသားလဲဒုက္ခရဲ့အတိတ်ပဲကိုသိတယ်ဒုက္ခရဲ့အကြောင်းရင်းဒုက္ခရဲ့ရည်ရွယ်ချက်တန်ဖိုးကိုသိလာမှဖြစ်ပါတယ် ဖျားသခင်တကယ်လည်းပဲစွန့်ပြစ်မထားဘူးဆိုတဲ့ယုံကြည်ခြင်းဟာဒီလူတွေစီကားပဲပေါ်ထွက်လာတာဖြစ်ပါတယ်။ဘေးနာကယက်ကြည့်တဲ့လူတွေကတော့နားလည်မှာမဟုတ်ပါဘူး။သခင်သူဖြစ်ပြတဲ့အဖြစ်ပြက်ကိုဘေးနာကကြည်နေတဲ့သူတွေဟာသူတွေတဲ့អော်တယ်အေလီယာကိုတတယ်ဒီလောက်ဖဲသူတို့နားလည်ကြပါတယ်တကယ်တကယ်ယုံကြည်တဲ့သူတွေကြတော့မဟုတ်ပါဘူးသူနဲ့ထတ်တူထမ်းမြခံစားတယ် စာတွေမကဘူးလက်တွေခံစားခြင်းအဖြစ်ဖះဟာလက်တွေမှာတကယ်လည်းပဲစွန့်ပြစ်မထားပါဘူးဆိုတာကို တွေ့ကြုံခဲ့ကြပါတယ်။ယုံကြည်ခဲ့ကြပါတယ်။တမိုင်းဆက်ဆက်။ဒါဟာကျွန်တော်တို့ပြန်ပြီးကမှလက်ဆင့်ကနေရမယ့်ယုံကြည်ခြင်းရဲ့အမွေအနှစ်ပဲဖြစ်နေပါတယ်။ယုံကြည်ခြင်းဟာဒုက္ခဝေဒနာခံစားသူတွေစီကားတာလျင် ပေါ်ထွက်လာပါတယ်။စီစိမ် ဥစ္စာတွေကြားထဲမှာရင့်မှုနေတဲ့တခြားသူတွေဒုက္ခရောက်နေတာကို အပြင်းမှန်စကလုံးလောက်နဲ့ပဲကူညီတဲ့သူတွေထံကယုံကြည်ခြင်းဟာမပေါ်တတ်ပါဘူး။ဒါကြောင့်ဒီဒုက္ခများကြားအလယ်မှာဖျားသခင်ရှိတယ်ဆိုတာကိုတကယ်စိတ်ချယုံကြည်ရတဲ့အချက်ဖြစ်ပါတယ်။တောက်ကြနေကြီးအဖြစ်ပြက်တဲ့ဖျားသခင်ကဖော်ပြခဲ့ပြီးပဲဖြစ်ပါတယ်။သခင်စုကိုယ်တိုင်ကဖော်ပြခဲ့ပါတယ်။ သူရှိပါတယ်။သိချင်းမှတော့သူရှိပါတယ်ဆိုတာကို သူ့ရဲ့အဖြစ်ပြတရားအဖြစ်ပြသခဲ့ပါတယ်။ဒါကိုကျွန်တော်တို့ဟာလည်းပဲ အပြင်းမစာတွေလေ့လာအောင်တသက်မဟုတ်ပဲကိုတွေတကယ်ဒုက္ခရောက်နေတဲ့သူတွေနှိမ့်ဆက်ညင်မှန်းခြင်းခံရတဲ့သူတွေနဲ့တထက်ထဲတွေးစီညွညွချင်းအဖြစ်ဖျားသခင် ရှိပါတယ်ဆိုတဲ့ယုံကြည်ချက်ကိုပေါ်ပြကြရမှာလည်းပဲဖြစ်ပါတယ်။27ရာစုရဲ့ တောက်ကြနေကြီးတွေကိုပြန်လည်နေထိုင်အသက်ရှင်ကြမှာလည်းပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုနေထိုင်တဲ့နေရာမှာဖះဟာဘယ်တော့မှပျောက်မသွားဘူးဆိုတဲ့အချက်ကိုလည်းပဲဆွဲမဲစွာယုံကြည်နေကြမှာပဲဖြစ်ပါတယ်။ယေရှု၏ရှင်နှလုံးတော်တပည့်တော်တို့ကိုတနာရမှာပါ။